2025ခုနှစ်နဲ့သူဤယေရှုမှတ်များ2021ခုနှစ်မြို့တော်လိုင်းရေးစတင်တဲ့ကာလကနေစပြီးတော့2023ခုနှစ်သုံးနှစ်တာကာလအတွင်းမှာမြို့တော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့ရွှေမြင့်တုံးသက်ချက်တွေကိုကြည့်မယ်ဆိုရင်စစ်တပ်ဘက်ကိုအလေးတင်ခဲ့ကြတာကများတယ်လို့ဆိုနိုင်ပါတယ်။မြမနိုင်ငံရေးမှာစစ်တပ်ကိုဗဟုပြုစဉ်းစားကြသူများစစ်တပ်ကိုဖယ်ထုတ်မရဟုကြင်မြင်သူများ တိုင်းပြည်တည်ငြိမ်အောင်စစ်တပ်သာထိန်းသိမ်းနိုင်လိမ့်မယ်လို့ယူဆနေကြသူများသာမကပဲစစ်တပ်အာဏာသိမ်းတာကမှားယွင်းတယ်စစ်တပ်ကအလွန်ဆိုးသွမ်းတယ်လို့ကြည့်မြင်သူတချို့ကပဲမြို့တက်လိုက်ရဲ့အင်အားစုများအောင်ပွဲခံနိုင်ပွဲမရှိပဲစစ်တပ်မပြိုကွဲနိုင်စစ်တပ်ကသာနောက်ဆုံးတွင်အသာရသွားလိမ့်မယ်လို့ယူဆကြတာကိုလည်းတွေ့ရပါတယ်2023ခုနှစ်နှစ်ကုန်ပိုင်း တောင်ညာနှစ်ခုဆစ်စင်ရေ ပေါ်ထွက်လာပြီးတော့ဆစ်စင်ရေရလက်တွေပေါ်ထွက်လာတဲ့အခါမှာအားလုံးအတွက်အလန့်တကြားဖြစ်သွားစေခဲ့ပါတယ်။ထို့သူတွေရဲ့ပုံမှန်စဉ်းစားနေမှုတွေပြိုပြက်သွားခဲ့ပါတယ်။စစ်တပ်ပြိုကွဲနိုင်တယ်လို့ပြောင်းလဲကြည့်မြင်လာကြပါတယ်။ထို့သူတွေရဲ့ကြည်မြင်မှုက2023ခုနှစ်နှစ်ကုန်ပိုင်းကနေစပြီး2024ခုနှစ်နှစ်ကုန်ပိုင်းအထိတိုက်ပွဲကြီးတွေ တောက်လျှောက်ဖြစ်ပြီးစခန်းတွေတစ်ခုပြီးတစ်ခုမြို့တွေတစ်မြို့ပြီးတစ်မြို့တော်လိုင်းရေးတပ်ဖွဲ့တွေကတိမ့်ပိုက်လာနိုင်တဲ့အပေါ်မှာတည်မီပြီးတော့တုံးသက်လာကြခြင်းဖြစ်ပါတယ်။ဆိုလိုတာကမြင်တွေ့ရတဲ့ရလက်ပေါ်များမှ အကဲဖြတ်ထားခြင်းသာ ဖြစ်ပါတယ်။မြမပြည်ရဲ့ပြည်တွင်းပဋိပက္ခကိုကြည့်မြင်တဲ့အခါမှာလက်ငွေမြင်တွေ့ရတဲ့ရလက်ကို ကြည့်ရှုယုံနဲ့ နောက်ပြီးတော့2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုတခုတည်းကိုဖျက်ပြီးတော့ကြီးစုတုံးသက်ယုံနဲ့ပြဿနာရဲ့လာရကိုတုံးသက်နိုင်လိမ့်မှာမဟုတ်ပါဘူး။လက်ရှိမြန်မာပြည်ရဲ့လက်နက်ကင်တော်လှန်ရေးမှာပြည်မအင်အားစုတွေကຫນွေဥတော်လှန်ရေးကာလရောက်မှသာလက်နက်ကင်ကြတာဖြစ်ပေမဲ့ ိုင်းရနာလက်နက်ကင်များရဲ့စစ်တပ်ကိုလက်နက်ကင်တိုက်ခိုက်ဖို့ရေရှည်စုဖွဲ့ပြင်ဆင်လာကြပြီးတော့တိုက်ခိုက်နေကြခြင်းကမြန်မာပြည်လက်နက်ကင်တော်လှန်ရေးအတွက်အရေးပါတဲ့အချက်ဖြစ်ပါတယ်။တိုင်းနာလက်နက်ကင်တစုတစ်ဖွဲ့တည်းကမဟုတ်ဘဲနဲ့တိုင်းနာအဖွဲ့တတော်များများကလက်နက်ကင်တပ်ဖွဲ့တွေဖွဲ့စည်းတာလက်နက်ကင်တိုက်ခိုက်တာကိုဆွဆွမြင်းမြင်းရက်ခံခဲ့ကြခြင်းက အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဒီလိုမျိုးတိုင်းသားလက်နက်ကင်တွေရဲ့ရက်တည်မှုပြင်ဆင်မှုတွေကနှွေဥတလာရေးကာလမတိုင်ခင်ကတော့အရေးပါတဲ့အခန်းမှာမရှိဘူးသို့မဟုတ်အောင်မြင်မှုရလိမ့်မှာမဟုတ်ဘူးလို့ဒီကနေ့ပြည်တွင်းပြပကမြမအရေးတုံးသက်သူအများစုကတုံးသက်ခဲ့ကြတာဖြစ်ပါတယ်မြူတလာရေးမတိုင်မီကကချင်လွတ်မြောက်ရေးတပ်တော် KIA ၊ကရင်မျိုးသားစီယုံ KNU ၊ချင်းမျိုးသားတပ်ဦး CNF ရင်နီအမျိုးသားထွတ်တက်ရေးပါတီ KNPP တရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးကာလာလာတာအရခတက်တော် AA တောင်းအမျိုးသားလွတ်မြောက်ရေးတမတော် TLN နေမြမမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDAA စတဲ့တိုင်းနာလက်နက်ကိုင်တပ်ဖွဲ့တွေက၎င်းတို့ရဲ့လှုပ်ရှားရနယ်မြေတွေမြို့တွေကိုတိမ့်ပိုက်နိုင်လိမ့်မယ်လို့ဘသူတဦးတယောက်ကမှ တွက်ချက်မျှော်မှန်းထားခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့စစ်တပ်အာဏာသိမ်းပြီးမြို့တော်လိုင်းရေပေါ်ပေါက်လာတဲ့အခါမှာ အခြေအနေကအရင်ကတွက်ချက်ထားတာနဲ့လွဲကျော်သွားပါတယ်။တရားကပြည်မမှာလက်နက်ကင် ပုံကံမှုတွေအနှံ့အပြားပေါ်ပေါက်လာခြင်းက လက်နက်ကင်တပ်ဖွဲ့ရေကန်မြေကန်ရှိတဲ့ပြည်စင်မှုအားကောင်းတဲ့တိုင်းနာဒေသတွေမှာယေရှုမှတ်ကိုအလျင်အမြန်ရောက်ရှိသွားပြီးတော့ အရင်ကနဲ့ခြားနာတဲ့အခြေအနေတစ်ခုကိုပြောင်းလဲသွားခြင်းကို တွေ့ကြုံရပါတော့တယ်။ဒီလိုယေရှုမှတ်ကိုရောက်ရှိပါက အများမြင်လွယ်အများအတိမတ်ပြုလွယ်ကြပေမဲ့ယေရှုမှတ်မရောက်ခင်မိထိုးနေရတဲ့ကာလမှာတော့မြင်လွယ်အတိမတ်ပြုလွယ်ခြင်း မရှိကြပါဘူး။လက်တွေ့လောက်ကင်နေသူများကယုံကြည်မှုရှိရှိနဲ့အားထက်လောက်ကင်နေကြပေမဲ့ဘေးကကြည့်နေသူအများစုကတော့ ယေရှုမှရောက်ပါမလားစူဖို့မလွယ်ဘူးထင်တယ်မစူလောက်ဘူးစသဖြင့်ထင်မြင်ချက်တွေပေးကြသူကများပါတယ်လက်ရှိအခြေအနေမှာရှမ်းမြောက်ကချင်ချင်းရခိုင်ကရင်ကရင်နီဒီဒေတာတွေမှာ2024ခုနှစ်တွင်ယေရှုမှတ်ကိုအတော်များများရောက်ရှိသွားတာကိုမြင်ပယ်လို့မရကြပါပဲ။ပြည်မမှာရှိတဲ့တိုင်းတွေမှာတော့ယေရှုမှတ်ကိုရောက်နိုင်ခြင်းမရှိသေးပါဘူး။ ဒီချက်ကပြည်မဒေတာတွေမှာလက်နက်ကင်တော်လိုင်းရေးနဲ့ပတ်သက်ပြီးပြင်ဆင်မှုက2021မတိုင်ခင်ကတည်းကမရှိခဲ့ပါဘူးပြောရမယ်ဆိုရင်ယေရှုမတ်ရောက်ဖို့အတွက် တောက်လျှောက်မီးထိုးပေးထားတဲ့အခြေအနေမရှိပါဘူး2021ခုနှစ်မတိုင်ခင်ကလက်နက်ကင်တော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့ပြည်မအခြေအနေတွေမှာယေရှုမတ်ရောက်လို့နေပါလို့ဆိုနိုင်ပါတယ်။အဲဒီလိုအခြေအနေတွေကနေပြောင်းပြန်လှန်ခဲ့တဲ့အခြေအနေမှာတော့ ယေရှုမတ်ကိုတိုင်းရင်းသားပြည်နယ်တွေနဲ့တန်းတူမရောက်နိုင်တာတော့မထူးဆန်းပါဘူး။တို့ပဲမဲ့ယေရှုမတ်ကိုမရောက်နိုင်တာတော့မဟုတ်ပါဘူးအချိန်တစ်ခုယူရအောင်မှာဒါဖြစ်ပါတယ်2025ခုနှစ်မှာတွေ့ရတဲ့အခြေအနေတွေကိုကြည့်မယ်ဆိုရင်တရုတ်အစိုးရကမြောက်ပိုင်းမှာရှိတဲ့တိုင်းဒါလက်နက်ကိုင်တွေကိုအပြည့်ရက်ဖို့အတွက်ဖိအားပေးနေပြီးတော့စစ်ကောင်စီကိုအသက်ဆက်ပေးရန်စူးစမ်းနေကြပါတယ် လက်ရှိ MNDAA ကအပြစ်ရက်ထိုးထားပြီး TLN တွေကစစ်ကောင်စီနဲ့တွဲဆောင်ဆွေးနွေးနေပါတယ်။ကြံတဲ့ KIA နဲ့ AA ကိုလည်းစစ်ကောင်စီနဲ့တွဲဆောင်ဖို့အတွက်တရုတ်ကဆက်လက်ဖိအားပေးနေအောင်မှာတော့တန်တရာဖြစ်ဖွယ်မရှိပါဘူး။ဒါပေမဲ့တိုင်းနာတပ်ဖွဲ့တွေအနေနဲ့ပြီးခဲ့တဲ့အတွေ့အကြုံတွေကိုကြည့်မယ်ဆိုရင်စစ်ကောင်စီတရှိနေတဲ့၍ ၎င်းတို့အန္တရာယ်ရှိနေမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ဂရေကဝုတ်ကိုလည်းယုံကြည်မှုမရှိကြတဲ့အတွက်တရုတ်အစိုးရထင်တိုင်းပေါက်နိုင်ခြင်းမရှိပါဘူး။လက်ရှိစစ်ကောင်စီကတသားသစ်ဖြစ်တင်းတာစစ်လက်နက်နည်းပညာမြင့်တင်တာတွေကစစ်ကောင်စီရဲ့ထွက်ပေါက်ဖြစ်နိုင်မလားလို့တွက်ချက်မှုတွေကိုလည်းတွေ့ရပါတယ်။ရိုးရိုးလေးကြည့်မယ်ဆိုရင်မြင်နိုင်တာကတော့အရင်ကစစ်သားဟောင်းများနဲ့ပဲတိုက်လို့မနိုင်တဲ့စစ်တပ်ကအတွေ့အကြုံမရှိ လေ့ကျင့်သားမပြည့်ဝသေးတဲ့အပြင်ကိုစိတ်တက်တကြွမှုမရှိတဲ့စစ်သားတစ်တေနဲ့စစ်ပွဲကိုကောင်းကောင်းမွန်မွန်တိုက်ခိုက်နိုင်မှာမဟုတ်ပါဘူး။ဒါ့အပြင်လက်ရှိစစ်တပ်ကမီးပညာမြင့် drone တွေကိုအသုံးပြုလာပါတယ်။ ညာဘက်လှောက်ရှားမှုတွေကိုထောက်လန်းနိုင်တဲ့ drone တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်လာနိုင်ပါတယ်။အခုဆိုရင်စက်တက်လေထီးတွေလည်းအသုံးပြုလာပါပြီ။ SU တာတီးလိုမျိုးအစစ်မြင့်လေယာဉ်တွေအသုံးပြုလာနိုင်ပါပြီ။ဒီလိုနည်းပညာမြင့်တင်လာတဲ့အတွက်တော်လိုင်းရေးတပ်ဖွဲ့တွေထိခိုက်ကြဆုံမှုပုံများလာနိုင်တာမှန်ပေမဲ့လက်နက်ကင်တိုက်ပွဲကိုအနိုင်ရှုံးဆုံးဖြတ်ပေးနိုင်မယ့်နေရာမှာမရှိပါဘူး။ လေချောင်းထောက်လန်းမှုတိုက်ခိုက်မှုတွေကိုမြန်မာတပီလုံးကိုကွက်ပြစ်ထောက်လန်းတိုက်ခိုက်နိုင်ခြင်းလည်းမရှိပါဘူး။ဒါ့အပြင်စစ်တပ်ကိုယ်တိုင်ကလည်းပဲပြက်သုံးချင်းယေစုမတ်ကိုရောက်ရှိနေတာကိုသတိပြုဖို့လိုပါတယ်။ဘိုနေဝင်းခက်ကစီဝါရေးရတိုင်းပြည်တစ်ခုလုံးချွတ်ချုံကျသွားတာကို1988ခုနှစ်မှာတွေ့မြင်ခဲ့ရပါတယ်။ဒါ့ပေမဲ့အဲ့ဒီကာလကစစ်တပ်ကတောက်ခံလာနိုင်တာကတစုံတရာဖွဲ့စည်းပုံ စစ်စီကန်းလိုက်နာမှုအားကောင်းပြီးတော့တိုက်ရခိုက်ရရှိတဲ့အကျင့်ပြတ်ချစားမှုမရှိသေးတဲ့စစ်တပ်ရှိနေပြီးအများစုကအဂတိလိုက်စားမှုကင်းကာအရေးချင်းရှိတဲ့အစိုးရရန်တရားလဲလဲပတ်နေခဲ့တာဖြစ်ပါတယ်။ဘူတန်းရွှေခေနောက်ပိုင်းကာလတွေမှာစီးပွားရေးအရအသင့်တင့်အခွင့်လန်းပွင့်လာပါတယ်။အလဲလက်တန်းအလွှာတွေအထိစီးပွားရေးခြောက်လဲလာပါတယ်။ တော်ပေမဲ့တိုင်းပြည်စီးပွားရေးအတွက် ရေရှည်အခြေခံကောင်းတွေတည်ဆောက်နိုင်ခြင်းမရှိခဲ့ပါဘူး။တိုင်းပြည်မှာပုံကံမှုအများစုကိုငင်းချင်ရေးခေါင်းစဉ်အပါအဝင်ခေါင်းစဉ်အမျိုးမျိုးအောက်မှထိန်းထားနိုင်ပါတယ်။တော်ပေမဲ့စစ်တပ်နဲ့အစိုးရရန်နီယာကတော့အာဂတိလိုက်စားမှုတွေနဲ့အတော်လေးပျက်စီးသွားပြီဖြစ်ပါတယ်။လက်ရှိမင်းအွန်လိုင်းခေတ်မှာတော့အစိုးဆုံးအခြေအနေကိုကြုံရပါတယ်။ စီဝါရေးအရာအချက်တဲကြုံရတဲ့အပြင်စီဝါရေးအရာအလားအလာရှိတဲ့ခေတ်ကာလများတုန်းကလည်းတိုင်းပြည်အတွက်ရေရှည်အခြေခံတွေတိဆောက်ထားနိုင်ခြင်းမရှိခဲ့ပါဘူး။လက်ရှိကာလမှာတပြည်လုံးပုံကန်ထကြွနေကြတဲ့အပြင်စစ်တပ်ရောအစိုးရရန်တရားကပါထိတ်ဆုံးကနေအောက်ခြေအထိအကျင့်ပြတ်ခြားဆောင်မှုအဂတိလိုက်စားမှုတွေနဲ့ပြည်နေပါဗျ။ တိုင်းပြည်ရဲ့အခြေအနေပုံမှန်ရှိနေမယ်ဆိုရင်စစ်တပ်နဲ့အစိုးရရန်ညားနှစ်ခုလုံးရဲ့အကျင့်ပြတ်ခြားစားမှုတွေကိုထိန်းကောင်းထိန်းထားနိုင်မှာမှန်ပေမဲ့အခုလိုမျိုးနိုင်ငံရေးစစ်ရေးစီးပွားရေးအကြက်တဲတွေနဲ့ကြုံရတဲ့အခါမှာတော့အကျင့်ပြတ်ခြားစားမှုတွေနဲ့ပြည့်နေတဲ့စစ်တပ်နဲ့အစိုးရရန်ညားနှစ်ခုလုံးကပြုတ်ကြပြီးအရှုံးတွေတစ်ခုပြီးတစ်ခုရင်ဆိုင်ရပါတော့တယ်။ ။ဒီအချက်ကိုထောက်ပြနေတာကမြန်မာစစ်တပ်ရောအစိုးရရန်နရားပါလက်ရှိမြန်မာပြည်ရဲ့ပဋိပက္ခကြောင်ရတဲ့အခါမှာခံနိုင်ရင်မရှိပဲအကျင့်ပြခြားစားမှုတွေကြောင့်ပြတ်တုံးချင်းယေစုမတ်ကိုဥတီနေပြီဖြစ်တဲ့အတွက်ဘလောက်ပဲရုန်းကန်ပါစေနလမထူပဲဇက်တိုက်ရှုံးနေနေခြင်းသာဖြစ်ပါတယ်။ တပတ်မှလည်းပြည်မတော်လန်ရဲ့အခြေအနေကယေစုမှတ်ကိုဥတီလာနေပါပြီ။စကိုင်း၊မကွေ၊မန္တလေး၊ပဲခူး၊ဧရာဝတီ၊တနင်္သာရီ၊ရန်ကုန်တိုင်းအထိလက်နက်ကင်တိုက်ပွဲတွေပြန့်နှံ့ရောက်ရှိလာပါပြီ။နေရာတကာတိုက်ပွဲတွေဖြစ်ပွားနေပါပြီ။နေ့စဉ်တိုက်ပွဲသတင်းတွေကြားသိနေရပါပြီ။ စကိုင်းမကွေမန္တလေးတနင်္လာရီတိုင်းနေမှာတော်လရင်တပ်ဖွဲ့တွေရဲ့စိုးမိုးနယ်မြေတွေထိန်းချုပ်နယ်မြေတွေတဖြည်းဖြည်းများပြားလာပါပြီစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထံကမြို့နယ်တရာခန့်လိုက်တာရွေးကောက်ပွဲအရင်လုံနိုင်မယ်လို့စကားတန်ထွက်လာပါတယ်။ဒါပေမဲ့2025ကုန်လရင်မြို့နယ်တရာပင်တေချာမှုမရှိတော့ပါဘူး။ မေဥထလိုင်ရဲ့အစကတည်းကချက်ကောင်စီရဲ့လုံကြုံတဲ့နောက်တန်းဖြစ်နေတဲ့အေယာဝတီတိုင်းအထိကိုစစ်ပွဲတွေရောက်ရှိလာပြီးဖြစ်ပါတယ်။ပဲခူးတိုင်းနဲ့မကွေးတိုင်းမှာရှိတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပစတွေနဲ့လက်တကန်းအကွာကိုတိုက်ပွဲတွေရောက်ရှိလာပြီးဖြစ်တဲ့အတွက်ကပစစက်ရုံကစစ်သားတွေလည်းစစ်မြေပြင်ကိုစေလွတ်ခြင်းခံနေရပါပြီ။ ဒီကပ္ပစစက်ယုံတွေရဲ့အခြေအနေမှာချိန်ကျောက်ခံနေရတဲ့ဆိုတဲ့အခြေအနေထပ်ပို့ပြီးတော့ဆိုးရတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်။ပဲခူးနဲ့ရန်ကုန်လည်းမလုံခြုံတော့ပါ။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပေါ်ပေါက်လာခဲ့တဲ့မြို့ပေါ်တိုက်ပွဲတွေက2023နဲ့2024ခုနှစ်တွေမှာတဖြည်းဖြည်းကြာဆင်းခဲ့ပေမဲ့2025ခုနှစ်မှာပြန်လည်မြင့်တက်လာတာကတော့တေချာသလောက်ဖြစ်ပါတယ်။ အစောပိုင်းကာလကပြည်မအုံချွတ်မှုတွေသည်တိုင်းသားလက်နက်ကင်တပ်ဖွဲ့များယေစုမတ်ကိုရောက်အောင်မိထိုးပေးသလိုပဲ အခု တိုင်းသားဒေသအောင်ပွဲများကပြည်မဒေသလက်နက်ကင်တပ်ဖွဲ့တွေကို ပြန်လည်မိထိုးပေးမဲ့အလက်ဖြစ်လာပါပြီ။ ဒါကြောင့်ဒီမတော်လည်းအခြေအနေပဲဖြစ်ဖြစ်စစ်ကောင်စီတက်တဲ့အစိုးရရန်ရရပဲဖြစ်ဖြစ်မြေဆုံမှတ်ကိုဥတီနေတာကို တွေ့မြင်နိုင်ပါတယ်။တုံ့ပြန်မဲ့ရေပွက်ပွက်ဆိုတာကိုမြင်တွေ့ရခြင်းမရှိသေးသေး၍လက်သက်မခံလို့သူများလည်းရှိနေအောင်မှဖြစ်ပါတယ်။စစ်ကောင်စီကို တရုတ်နဲ့ရုရှားတို့ရဲ့အကူအညီမှုကြောင့်နောက်ပြီး စစ်ကောင်စီတပ်ရဲ့နှီးပညာမြင့်လက်နက်တွေကြောင့်စစ်တပ်မရှုံးနိုင်နိုင်ဘူးလို့ယူဆနေကြသူများလည်းတွေ့ရပါဗျ။ခေတ်စနစ်တစ်ခုလုံးရဲ့အပြောင်းလဲဖြစ်တဲ့အတွက်အလွယ်တကူလက်သင့်ခံကြဖို့လဲခဲယင်းမှဖြစ်ပါတယ်။စန့်ကြံဘက်အမြင်ရှိသူများမဆိုတာနဲ့ အားပေးထောက်ခံပါတယ်လို့ဆိုသူအချို့ကပင်ယေရှုမက်ရောက်တဲ့အချိန်မှာတက်ကြွသလောက်အချိန်ယူမီးထိုးပေးရမယ်ယခုလိုကာလမျိုးမှာတော့စိတ်ပြတ်ညင်းညူနေတတ်ကြပါတယ်လက်တွေ့မြေပြင်မှာ2025ခုနှစ်ဆန်းမှာတွေ့ရတဲ့ပြည်မကိုဥတီလာနေတဲ့ကချင်ချင်းရခိုင်ကရင်ကရင်နီတို့ရဲ့စည်ရေးလှုပ်ရှားမှုတွေနဲ့ပြည်မမှာရှိတဲ့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေက လက်ရှိကာလမှာအကြိတ်ရယ်ဖြစ်နေပေမဲ့အဆုံးဖြတ်အဖြစ်မထွက်သေးတဲ့အတွက်အငင်းပွားပွဲရှိတယ်လို့ဆိုနိုင်ပါတယ်။ဒါ့ပေမဲ့နယ်မြေသိမ်းတိုက်ပွဲတွေမြို့သိမ်းတိုက်ပွဲတွေ အဖြစ်နဲ့ယေရှုမှတ်ကို ပြောင်းလဲလာနိုင်တာကတော့ငင်းပယ်လို့မရပါဘူး။တစ်ဖက်မှာလည်းပဲစစ်ကောင်စီတက်နဲ့စစ်ကောင်စီရန်နရရဲ့အကျင့်ပြတ်ခြားစားမှုတွေအကြမ်းလိုက်စားမှုတွေကိုကျိုးရှာမှု လူမှုစည်းကမ်းမလိုက်နာမှု ပြည်သူလူထုပိုင်းအိုးအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုအကြမ်းဖက်လူရဲမှုတပ်ဖြတ်မှုဒါတွေကြောင့်စစ်တပ်နဲ့စစ်ကောင်စီအုပ်ချုပ်ရေးရန်တရားပြုတ်ချမှုကိုစစ်တပ်ကိုအသက်ဆက်ပေးလို့တဲ့နိုင်ငံကြီးများလဲကိုညီလို့မရနိုင်ပါဘူးသူတရားသူစီရင်ခြင်းတာဖြစ်ပါတယ် ဒီလိုအကြောင်းအရာတွေကြောင့်တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့အခြေအနေရောစစ်တပ်ရဲ့အခြေအနေကပါတဖြည်းဖြည်းအချိန်တက်လာပြီးယေစုမှတ်ကိုဥတီနေတာကိုတားဆီးလို့မရနိုင်ပါဘူး။တော်လည်းတပ်ဖွဲ့တွေနဲ့လူလူရဲ့အခြေအနေယေစုမတ်ကအောင်ပွဲကိုဥတည်ပြီးတော့တဖက်ကစစ်တပ်နဲ့စစ်ကောင်စီအုပ်ချုပ်ရေးရန်ရဲတွေရဲ့ယေစုမတ်ကတော့ပြတ်တုံးခြင်းဖြစ်ပါတယ်။ 2025ခုနှစ်အတွင်းမြမပြည်အနှံ့အပြားမှာယေရှုမှတ်တွေကို ရောက်ရှိနေတာကို တွေ့မြင်ရပါကအံ့ဩဖွယ်မရှိပါဘူးယေရှုမှတ်မရောက်ခင်အချိန်ကာလတစ်ခုမှာတော့အောက်ကလေးအာအတန်များကိုတားနေရပေအောင်မိတာဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုအထူးအကျေးဇူးတင်ပါတယ်ရှင်ယခုမျှဝေပေးသွားတာကတော့ နိုင်ငံရေးလှစ်လာသုံးသက်သူတဦးဖြစ်တဲ့ဝေမင်းထွန်းရေးသားထားတဲ့ဆောင်းပါဖြစ်ပါတယ်ရှင်။ဒီဆောင်းပါကတော့2025ခုနှစ်မတ်လ9ရက်နေ့အေယာဝတီသတင်းဌာနမှာဖော်ပြထားတဲ့ဆောင်းပါဖြစ်ပါတယ်ရှင်။ဆောင်းပါရှင်နဲ့အေယာဝတီဘာမစ်နျူးရိုကိုအထူးပဲကျေးဇူးတင်ပါတယ်။အရေးတော်ပုံမောက်ချအောင်ရမည်။